ဂုဏကိုဂုဏလို့ထင်ပြီးလို့ပါအခုခေတ်မှာကျွန်တော်တို့ဂုဏကိုဂုဏလို့ကိုမထင်ကြဘူးပထမဆုံးအစဉ်မှာရှဟဝါဆိုတဲ့အစဉ်ရှဟဝါဆိုတာကိုယ့်ရဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းတာဂုဏလို့တာဘာဂုဏပဲလို့လို့အဲ့ဒီကနေပြီးတော့ဂုဏလုံရင်းနဲ့ဥပမာဇေနာလို့တဲ့လူတယောက်ပထမတစ်ချိန်လုံရင်တော့သူခံစားရမယ်ဟာငါအမှားလုပ်မိတယ်ငါဂုဏကျူးလွန်မိတယ်လူခံစားရမယ် နောက်လုတ်ပါအချိန်ဖန်များလာရင်ဒီရှာဝတ်ဆိုတဲ့အစင်းကနေပြီးတော့ရှုဘဟတ်ဆိုတဲ့အစင်းကိုရောက်သွားတယ်။တန်တရားဝင်လာ။ဟာဒါပုံမှန်ပဲလေလူရဲ့တဘာဝပဲဒါပုံမှန်ပဲဒီလိုကိစ္စဆိုတာကဒါလူသားနဲ့မကင်းမှုဒါတဘာဝပဲပုံမှန်ပဲဘာမှရှက်စရာမဟုတ်ဘူး။အဲဒီလိုဖြစ်လာဒီလိုတွေ့ logic ရှာလာဒီလိုထင်မြင်လာတယ်။အဲ့ဒီအစင်းကိုရောက်မသွားအောင်အခုခေတ်က တော်တော်ပဲသတိထားဖို့လိုတယ်အခုခေတ်မှာအလုံးကဆိုရှယ်မီဒီယာရောကျွန်တော်တို့အတိုင်းဝိုင်းကျွန်တော်တို့ပဝင်းချိန်ကိုကနောင်လာမဲ့နောင်မျိုးဆက်ကအတိထဲမှာဂုဏဟုဂုဏလို့တိအောင်ကျွန်တော်တို့ထည့်ထားပေးဖို့လိုတယ်ရှရီယတ်ကကျွန်တော်တို့ဟလာလို့ပြောထားတဲ့အရာကိုဟလာလို့ပဲမှတ်ပြီးလုပ်ရမယ်ဟာရမ်လို့ပြောထားတဲ့အရာကိုဟာရမ်လို့ပဲမှတ်ပြီးလုပ်ရမယ်အဓိကဂုဏကျူးလို့နဲ့မကျူးလို့မှုဆိုတာကတောပါရှိသေးတယ်ဂုဏဟုဂုဏလို့ထင်ပြီးတိပြီးကျူးလို့နဲ့ဆိုရင်တော့မှ တော်ပါရဲ့နစီဖျားအောင်ခုနကဒါခုနတို့မဟုတ်ပါဘူးကွာဗါလေဒါပုံမှန်ပါပဲဒါတဘာဝပါပဲဒါလူတဘာဝပါပဲဆိုတော့ပုံစံမျိုးတွေနဲ့ဒါဖြစ်လာပြီဆိုလို့ရှိရင်နောက်အဆင့်ဆိုလို့ရှိရင်နောက်တစ်ဆင့်အကီတာရဲ့အဆင့်ကိုရောက်သွားတယ်သူရက်တီချက်ရဲ့အဆင့်ကိုရောက်သွားတယ်ဒါလုံးဝဒါအပြစ်မရှိဘူးအခုဆိုလင်တူဆက်ဆံနေလို့ပြောလေလင်တူ ိစ္စတွေကိုအခုဆိုလူတွေဘာပြောလာကြပြီလဲဒါ तू ကနာကျူးလို့နေတာမှမဟုတ်တာဒါ तू မွေးရပါဒီစိတ်ကဒီလိုဖြစ်နေတာဒါ तू ကနာကျူးလို့နာမှာမဟုတ်တာလို့ပြောပြောလာကြကာဖာတီပြောတာပြဿနာမရှိဘူးအီမန်ရှင်နေပြောလို့မရဘူးဟောမီလူဒ်ကိုလရှင်ကအဲ့ဒီဂနာကြောင့်နဲ့အစားပေးတယ်ဘာကြောင့်ပေးတာလဲအစားကိုဘာကြောင့်ပေးတာလဲကျွန်တော်တို့ပြန်စင်ပြန်ကြည့်လို့ရှင်ဘာတွေ့ရလဲဆိုတော့ပေါ်ပေါ်တင်တင်ဖြစ်လာတယ်သူတို့ရဲ့နှလုံးသားထဲမှာကိုဒါကိုဂနာလို့ကိုမထင်တော့တာ အရင်ဥမ္မတ်ဒီမှာလည်းရှင်အဇာဘ်ချခဲ့တယ်ကျွန်တော်တို့ပြန်လေ့လာကြည့်ပေါမေရှွိုင်းဟာဇတ်ရှွိုင်းဘလစ်လာမီအကောဘာလုပ်လဲအလေးခိုးတယ်အလေးခိုးတယ်ဟာဇတ်ရှွိုင်းဘလစ်လာမ်ကသူတို့ကိုတားမြစ်တဲ့အခါမှာဘာပြောလဲအဆလာတုကတအမရုကမယဘူဒူအဘာအူနာအိုအန်နဖလာဖီအမဝလီနာမာနရှာဆိုပြီးဘာပြောလဲအီဘာဒတ်ကအီဘာဒတ်ပဲလေအီဘာဒတ်လုပ်တယ်အလောက်အခဝဲကိုယ်ဝယ်တယ်ဆိုတာတီးတတ်မယ်အခုက အကြောင်းဝယ်လုံနေတာအကြောင်းဝယ်နဲ့ဒီဘာသက်နဲ့ဘာဖြစ်လို့လာရောတာလဲအကြောင်းဝယ်မှာဟိုပိုင်နေမပိုင်ဘူးဘာဖြစ်လို့လာတော့နေရလဲအဘာသက်လုံတဲ့နမဆွဲတဲ့ဥစားထားတဲ့တီးတန့်လေအဲ့တော့ဒီလိုအလေးခိုးခြင်းကိုသူတို့ဟာဂုဏလို့ကိုမမတ်ယူတော့တာဒါဒီစီးပွားရေးတစ်ခုပဲဒါဒီစီးပွားရေးတစ်ခုဟလာလ်ပဲအလောရှိမက်ကဟာရမ်လို့ပြောတာရရဘူးဟလာလ်အဖြစ်မှတ်ယူပြီးလို့တော့တော်တော်ကြောက်ဖို့ကောင်းတယ်အလဘကန်ကပြောတော့အဇာဘလာမင်းအဆင့်ကအဲ့ဒီအဆင့်မှာ ်အခု ummat ကိုပြောချင်တာကဒါပဲကျွန်တော်ဘေးပရဒါရီနေကြတယ်မိန်းကလေးတွေပရဒါမရှိဘူးနေနေနဲ့ကြာလာတော့ဒါပဲလေလူအခွင့်ရေးလို့ထင်လာလူအခွင့်ရေးပထမအဆင့်အနေနဲ့ပါလေဒါအပြစ်မဟုတ်ပါဘူးကွာဒါအပြစ်တစ်ခုမှမဟုတ်တာဒါကဘုနာကျူးလွန်နေတာတစ်ခုလုံးကိုမခံစားရတော့တာမထင်တော့တာဟလာလ်ကိုဟာရမ်အဖြစ်ဟာရမ်ကိုဟလာလ်အဖြစ်ကိုနဗီရောင်ပြုလုပ်ခွင့်မရှိဘူးတမန်တော်မကြီးဆလ္လာလဟူအလိုင်းဆလမ်ပြားရေးစားတဲ့ခါမှာဒါအားလုံးကြားဘူး ဟိုဇနီးတဲ့တပားလည်းပါပြောလဲတမန်တော်ရဲ့ဗဇက်ကနေအနန်းထွက်တယ်ဆိုတော့နောက်တိန်သွားတော့လည်းဒီလိုပဲအနန်းထွက်တယ်ဆိုတော့တမန်တော်ကစမ်းစားလိုက်တယ်ငါဒီနေ့ကနေစားပြီးတော့ဒီအပြားကြီးမစားတော့ဘူးဒါနဲ့အလဘကန်နေပြီးတော့ဒီအတော်ချပြီးတယ်ငါအရှင်ကဟလာလုတ်ထားတဲ့အရာကိုအတင်ကဟာရမ်လုတ်နေတာလားအတင်ကဇနီးတွေပျော်ရွှင်မှုအတွက်ကိုကစမ်းစားလိုက်တာလားဘဒ်ဖာရဒ်လ္လာဟ်ဆိုပြီးအရှိအိုင်နဆပ်ပြောတယ်ချက်ချင်းဖြတ်ဖိုင် ကဆံကိုဖြတ်ဖို့အလရှင်ဘက်ကနေအမိတ်ပေးအဲ့တော့ပြောချင်တာပါလဲဆိုတော့ဟာရမ်ကိုဟာရမ်လို့ထင်ပြီးလုပ်ပါကျွန်တော်တို့ဒီဒီခေတ်မှာဖစ်တနာတစ်ခုကဒါပဲဒီဆိုရှယ်မီဒီယာတစ်ခုကကျွန်တော်တို့ကိုပုံစံမျိုးစုံနဲ့ဟာတာပုံစံရုပ်ရှင်ဇလန်တွဲပုံစံပုံစံမျိုးစုံနဲ့ကျွန်တော်တို့ကိုဗန်ပေးနေလေဟာရမ်တွေကိုဒါဟာရမ်လို့မတတ်မတ်တော့တဲ့အဆင်ကိုရောက်လာကြတယ်ဒါတော့အလဘကနေပြီးတော့အဇာဘလာမယ့်အခြေအနေတစ်ခုအထိတော့ဒါကျွန်တော်တို့ သုံးသပ်လို့ရတယ်ဒါကြောင့်ကျွန်တော်တို့ကျွန်တော်ပါဝင်အားလုံးကိုလည်းရှင်ထိန်းသိမ်းတော်မူပါစေ